င်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးပါဝင်ဒေသတရှိမန်လာပုံမှန်ပူချိန်နဲ့ပူပြီးရပုမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်မန္တလေးပါဝင်တိုင်းဒေသကြီးနဲ့ဒီနယ်တချို့မှာပုံမှန်မတ်လပူချိန်ထက်တိတိကျကျ5ဒီဂရီဆယ်စီယံထက်ပိုနိုင်တယ်လို့မိုးလီဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေသိရပါဗျ။ နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးတိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမတ်လပြင်းပြအပူချိန်ရဲ့တိရ3.5ဒီဂရီဆယ်စီယံနဲ့အထက်ပိုနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်အေရဝတီတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ9ရက်မှ10ရက်ခန့် နေပြီးတော့စကိုင်းနေတာကြီးထပ်ပိုင်းအရှင်ပြည်နယ်ရှင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာတော့နေရက်မှ၄ရက်ခန့်နဲ့ပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းနေတာကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတော့၁ရက်ခန့်မနေ့ပိုင်းမှာမြို့ထူများဆိုင်နိုင်တယ်လို့သိရပါတယ်။အေယဝတီမြေကြီးရှင်းနေမြေကြီးဒုထဝတီမြေကြီးနဲ့မြေတချို့မြင့်တက်လာနိုင်ပြီးဒုထဝတီမြေကြီးပဲခူးမြေကြီးငဝက်မြေကြီးတွန်းမြေကြီးတို့ဟာကျန်းဆင်းနိုင်တယ်လို့သိရပါတယ်။ဒီသတင်းတို့တော့မဲသူကပေးပို့လာပါဗျ။